အဲ့ဒီရောဟိတတဆိုတဲ့နတ်သားဒီလောကကြီးရဲ့အဆုံးဖြာတွေ့ခြင်းနဲ့ရှိနိုင်မလားရှောက်တော့မြတ်စွာဘုရားအဖြေတဲ့မရှိနိုင်ဘူးအဲ့ဒီလောကမရောက်နိုင်ဘူးလေအဲ့ဒီလောကကိုမတွေ့နိုင်ဘူးလို့ပြောအဲ့ဒီလိုလောကရဲ့အဆုံးကိုသိနိုင်ဖို့ရောက်နိုင်ဖို့မြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဖြေတော့အဲ့ဒီနတ်သားကသူကရှောက်တယ်အရှင်ဘုရား အံ့ဩစရာကောင်းလိုက်တာဗျာတဲ့အရှင်ဘုရားဖြေတဲ့အမှန်ကလုံးဝမှန်နေတပည့်တော်ကိုယ်တွေပါတဲ့အဲ့ဒီလိုလောကမျိုးသွားလို့မရောက်ဘူးဆိုတဲ့တပည့်တော်ကိုယ်တွေပဲတဲ့တစ်ချိန်လုံးကတပည့်တော်တကူးရှင်ရသေးတူဖြစ်ခဲ့ဘူးတဲ့သူကသုဆတ်ချောင်းပြန်လျှောက်တာတကူးရှင်ရသေးကြီးတူတပည့်တော်ဖြစ်ခဲ့တယ်ကောင်းကင်ခရီးကနေပြီးတပည့်တော်သွားနိုင်တယ်တပည့်တော်ရဲ့လှင်မြန်တဲ့နှုံးကခုခေတ်စကားနဲ့ပြောမယ်ဆိုရင် အလင်းတန်းရဲ့လျင်မြန်တဲ့နှုံးနဲ့သွားပါအလင်းဆိုတာအလွန်မြန်နဲ့မော်လာသွားတာသူပြောတဲ့ဥပမာကတော့ဗာနဲ့ပြောတော့ဆိုရင်အင်မတန်ပေါ့တဲ့ညာကလေးလေးနဲ့တက်ပြီးတော့အဲ့ဒီညာကိုပြစ်လိုက်တဲ့အခါမှာထပင်တပင်ဆိုတာဘလောက်ပဲရှိမလို့ထပင်ရဲ့အတုံဟာရှိလာလို့ရှိရင်ရှစ်လက်မတပေဆယ့်နှစ်လက်မဒီလောက်ပဲရှိမှာပေါ့နော်အဲ့ဒီညာနဲ့ပြစ်လိုက်လို့ညာက ထပင်လုံးနာကနေကပ်ပြီးတော့ဖြတ်သွားတဲ့အချိန်လေးဟာတစ်စက္ကန့်ပဲဘိုင်းလောက်ပဲရှိမှာပဲပေါ့ဆိုလိုတာကသူဥပမာပေးထားတာတော့သူ့ရဲ့လျင်ညာတဲ့နှုံသားဟာအမတန်ပေါ့တဲ့ညာလေးကိုအရှိန်အဟုန်နဲ့ပြစ်လိုက်တဲ့အခါမှာအဲ့ဒီညာလေးဟာရှင်းလင်းမအတိုင်းတာလေးတစ်ခုဖြတ်ကျော်တဲ့အချိန်ပိုင်းလေးလို့ဆိုအနွန်တူတဲ့အချိန်ပိုင်းလေးကိုပြောတာပဲအနွန်တူတဲ့အချိန်ပိုင်းလေးအဲ့ဒါနောက်ထီအောင်သူကလျင်ညာနေတဲ့ အဲ့ဒီနှုံးနဲ့သူစัจ java လာရဲ့အဆုံးလောကကြီးရဲ့အဆုံးကိုသိကျင်တာနဲ့သူတတန်းတရားရှိတဲ့အချိန်ပိုင်းမှာ အစာအာဟာရစားတဲ့အချိန်လေးခိတ္တနာတယ်။နောက်ဖေးနောက်ဖေးသွားတဲ့အချိန်လေးခိတ္တနာတယ်။မောပန်းလို့ခိတ္တခဏအိပ်ဆက်တဲ့အချိန်ပိုင်းလေးမေးတဲ့အချိန်ပိုင်းလေးခိတ္တနာပြီ တစ်ချိန်နှုတ်သူခရီးသွားနေခဲ့တယ်ပေါ့အဲ့ဒီနှုံနဲ့သွားတာသူသွားတာလောကကြီးရဲ့အဆုံးကိုရောက်ချင်လို့သူအဲ့ဒီနှုံနဲ့သွားခဲ့တာတဲ့အနှစ်တရာကြာလို့သေတာသေသွားရောသူလောကကြီးအဆုံးကိုတွေ့ခဲ့ရဘူးသူပြောတာဩဃာသာလောကကြီးကိုဖြတ်သွားနေတာဟုတ်ကဲ့လားမြတ်စွာဘုရားကအနန္တစัจ java လာလောကကြီးကအဆုံးသမရှိဘူးလို့ဟောထားတဲ့အတိုင်းပဲလောကကြီးအဆုံးကိုသူမတွေ့ဘဲနဲ့သူ့ဘဝတစ်ခုနှီးကုန်ချုပ်သွားရတယ် သူအဲ့လိုဘဝတစ်ခုမှာလောကရဲ့အဆုံးကိုတွေးဖို့ဆိုပြီးတော့ကြိုးစားပြီးရှာဖွေခဲ့တာမတွေ့ဘဲနဲ့သူဘဝတစ်ခုအဆုံးသတ်သွားပါတယ်တဲ့ဒါကြောင့်မို့အရှင်ဘုရားပြောတဲ့စကားမှန်လိုက်တာအဲ့ဒီမှာမြတ်စွာဘုရားကဘာဟောတော်မူဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူးမသိနိုင်ဘူးအကျိုးမရှိတဲ့စัจ java လား ဩကတလောကကြီးကိုရှားဝေစူးစမ်းနေခြင်းဖြင့်ချိန်ချုံးနေတဲ့လက်သားအကျိုးမရှိတာအကျိုးရှိတဲ့နိလန်းနဲ့မြတ်စွာဘုရားတည့်ပေးလိုက်